အားလုံးပဲမင်္ဂလာပါခွန်အား channel လေးကနေကြိုဆိုလိုက်ပါရစေကျမကတော့ live ငယ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကျော်စိုးအောင်အခရာ2019ခုနှစ်ကရေးသားထားတဲ့နှင်းစီပွင့်ကပြရဲ့နောက်ခွေမှဝန်းနေပွေရဆက်လိုင်းတပုတ်ကိုပြင်ဆက်ပေးခြင်းပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်1929ခုနှစ်မှာကုံလွန်ပြည့်စုံတဲ့မိဘနှစ်ပါးကလည်းဆင်းသက်လာတာမျိုးမဟုတ်ဖဲနဲ့ ပညာသင်ခြင်းလုံးလုံးရန်ကုန်တက္ကသိုလ်ကြီးကိုအပြေးတက်ခဲ့တဲ့ကွန်းချန်ကုန်းမျိုးကလူငယ်တယောက်ရှိခဲ့ပူတယ်။သူ့နာမည်ကမောင်ဝံစားဖြူစားပြီးပညာတတ်ဖြစ်အောင်တက္ကသိုလ်ထားပေးခဲ့တဲ့မိဘနှစ်ပါးကိုတနာလွန်းလို့ပညာကိုကြိုးစားတင်ယူခဲ့တယ်။ကိုလိုနီခေဆေးစိုးပန်းရဲ့အလှတရားတွေကြားမှာမောင်ဝံဟာရန်ကုန်တက္ကသိုလ်ထဲမှာ ြီးမဲတောင်လူချင်းလေးခဲ့ရတယ်။မောင်ဝန်တယောက်စာသင်ခန်းထဲကိုကြာပြာတလေးနဲ့သွားကော်ရီတာတောက်မှာကျောင်းသူတဦးနဲ့တိုင်မိခဲ့တယ်။ကြောက်သွားတဲ့စာအုပ်တွေကိုကောက်ပေးခဲ့ရင်မျက်ဝန်တစုံနဲ့ရင်ဆိုင်ခဲ့ရတယ်။ဘဝကြီးအတွက်ကြိုးစားနေရတဲ့မောင်ဝန်တယောက်အချင်းဆိုတဲ့ဘောဟာရနဲ့စလုံးမပေါင်းတတ်ခဲ့ပါဘူး။ဆူရဲရဲမျက်လုံးတစုံရဲ့အောက်မှာ မောင်ဝင့်ရဲ့နှလုံးသားတွေဟာအေးပြိုခဲ့ရတယ်။သပင်ရှည်ရှည်နဲ့နန်းဆန်လို့နဲ့မိန်းကလေးရဲ့အလှတရားအောင်မှာမောင်ဝင့်တယောက်ကျွေစင်းခဲ့ရပြီ။ဒီလိုနဲ့မောင်ဝင့်တို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့ကြတယ်။သမီးစားဘဝမှာအတိပတိလန်းတဲ့အင်းရကံမောင်တလျှောက်ဟာကြော်ဝဲရအတိဖြစ်ခဲ့တယ်။ဂျိုးသားဖြူစင်လာတဲ့ တက်တူចောင်းသားဘဝကိုဖြတ်တန်းရင်ချစ်သူနှစ်ဦးဟာနတ်ဘုံနဲ့နန်းလို့ထင်ခဲ့ကြတယ်။လက်ချင်းခိုင်ခိုင်တွဲရင်ကံ့ငုံတော်မှာပျော်မွေ့ခဲ့ကြတယ်။ပညာသင်နှစ်တွေလည်းကုန်ဆုံးပြီးမောင်ဝင်လည်းစာတိမွေရဲ့မျိုးကိုပြန်ခဲ့ရပါတယ်။ကြီးစဲထက်တဲ့ကံကြမ္မာကမောင်ဝင်တို့ချစ်သူနှစ်ဦးကိုဒုက္ခပေးလိုက်ပြီး စီဝါရီအဆမတန်ကြဆင်းလာတဲ့မိဘနှစ်ပါးဟာနောင်နဲ့ကြောင်းဖွင့်တဲ့အချိန်မှာမောင်ဝင့်ကိုပြင်ညာရန်ကုန်တက္ကသိုလ်မှာမထားနိုင်တော့ဘူးတက္ကသိုလ်မတက်နိုင်တော့တဲ့အတွက်ကွန်းချံကုန်းမှာပဲချစ်တူလေးကိုလွှမ်းဆွနေရတယ်မိမပြိုရဲ့မိဘတွေကတိုင်းပြည်အခြေအနေမငြိမ်သက်တဲ့အချိန်မှာအရွယ်ရောက်လာတဲ့သမီးမျိုးကိုစိန်မချတဲ့အတွက်အိမ်အောင်ချပေးဖို့စဉ်းစားမိတယ် မိဘနှစ်ပါးကသမီးမှာချစ်သူရည်သာရှိလားလို့မေးမြန်းခဲ့ပြီးမယ်အရှက်ကြောက်ကြီးလို့နဲ့သမီးဟာအချိန်မီခွန်းတော့မပြန်နိုင်ခဲ့ဘူးဒီလိုနဲ့ကျောင်းပိတ်ရက်မှာ IC ရဲ့အရာရှိတယောက်နဲ့စင်းဆက်ဖို့အမြန်စီစဉ်လိုက်တယ်မိမယူချုံပွဲချငိုကြွေးလိုက်ပါပြီသူမရဲ့တုံဆိုင်မှု တုံဆိုင်မှုဟာမောင်ဝင်နဲ့ ထာဝရဝေးကွာမှုအကြောင်းဖန်လာပြီမဟုတ်လား။ကျောင်းဖွင့်ချိန်မှာရန်ကုန်တက္ကသိုလ်ကြီးမှာမောင်ဝင်ရောက်မလာခဲ့ဘူး။စာတော်ရဲ့ကျောင်းသားတယောက်စေဝါရီအခက်ခဲကြောင့်ပညာမသင်နိုင်တော့ဘူးဆိုတာအကြောင်းဆုံးသိလိုက်ရတဲ့ပေါမော့ခကြီးဦးဖေမောင်တင်ဟာမောင်ဝင်ကိုရန်ကုန်တက္ကသိုလ်ကိုပြန်ခေါ်ခဲ့တယ်။ရန်ကုန်တက္ကသိုလ်က ချောင်းပြန်တက်ဖို့ကြီးနံရတော့မောင်ဝန်တယောက်ထခုံမတက်ပြောခဲ့ရတယ်။ပညာလေးသင်ရမယ်။အချစ်ဆုံးနဲ့လေးဆုံရမှာမလား။နိုင်ရတဲ့အကြောင်းတွေတီကုန်ပြီးချစ်တူလေးကိုအထူးခြားချစ်လိုက်တော့မယ်လို့တွေးကရန်ကုန်တက္ကသိုလ်ကိုလာခဲ့တယ်။ရန်ကုန်တက္ကသိုလ်ရောက်တာနဲ့ချစ်တူကောင်းမလေးစီအပြေးသွားခဲ့တယ်။ ကောင်မလေးစီပြေးသွားပြီးသူဘလောက်လွမ်းကြောင်းတထွထွပြောနေမိတယ်။ချစ်သူကောင်မလေးကခုံးတော့မပြန်ပဲမျက်ရည်တွေသာတသွင်သွင်ကြာနေခဲ့တယ်။ကိုအရင်နောက်ကျသွားပြီးမိဘတွေကကျမကိုအိုင်စီရဲ့အရာရှိနဲ့စီစဉ်လိုက်ပြီးရှင့်ကိုအရင်ချစ်ပေမဲ့ခွဲရတော့မယ်။မောင်ဟာ ခဲလေသမျှဒိတ်ရကြခဲ့ရပါပြီ။ရုတ်တရက်ပြောချလိုက်တဲ့စကားတခွန်းကြောင့်မောင်ဝင်းရဲ့အထွေးအိမ်မဟာလေထဲမှာပဲပျက်စီးသွားခဲ့ပါတယ်။အစိုးရထောက်ပံ့ခြင်းနဲ့ပညာသင်ကြားရတဲ့ကျောင်းသားတရအတွက်ချစ်သူကိုခိုးပြေးဖို့ဆိုတာဘလို့မှတွေးလို့မရတဲ့အနေထားပါ။အားမတန်လို့မချုံရင်ကောင်းကင်ဆိုင်နဲ့နှုတ်ဆက်ခဲ့ရတယ်။ရာသီအလီလီပြောင်းခဲ့ပြီး ကျောင်းသားလေးမောင်ဝဟာမဟာတက္ကသိုလ်မဟာဝိဇ္ဇာတက်ရင်ဆရာပေါ့စားဖြစ်လာခဲ့ပါတယ်။သူ့ချစ်သူဟာလည်း ICF အရာရှိနဲ့လက်ထပ်သွားခဲ့ပါပြီ။ငယ်ကချစ်နှစ်တရားဆိုသလိုအချိန်နေတာကြာခဲ့ပြီမဲ့ချစ်သူလေးကိုမိမရခဲ့ပါဘူး။ဒီနေ့မှာသူ့ချစ်သူဟာစကော့စီဘူချောင်းဆန်စီကိုဈေးလိုခေါ်တာပေါ့နော်။ လာမယ်လို့တင်ရတဲ့အတွက်ဂျန်ကုန်ထက်ကတူကနေအပြေးသွားခဲ့တယ်။စိန်ရွှေဗရံများအိမ်ကြီးခြံကားတွေနဲ့ပြည်စုံနေတဲ့ချစ်သူကိုကြည့်ရင်သူမျက်ရည်လိမ့်လာတယ်။မိန်းကလေးရဲ့ပိုင်ဆိုင်ခွေးမရလိုက်ပေမဲ့အခုလိုချမ်းချမ်းသာသာနေရတော့ဂုံတင့်မာတယ်လေ။ငါလိုတက်ကတူဆရာပေါက်စားနေတာလက်ထက်ခဲ့ရင်မပြည့်မစုံနေရမှာ။အခုလို့ တင့်တယ်မှာမဟုတ်ဘူးအချင်းဆိုတာပိုင်ဆိုင်ဖို့ထက်ချင်းနေရဖို့ပဲလိုအပ်ကြပါဒါတွေကတော့သူ့နှုတ်ခမ်းကပြောထွက်မလာတဲ့စကားရင်းနှီးကစကားလုံးတွေပါမမြင်တာကြားတဲ့ချစ်သူကောင်းမလေးကိုငြေးကြည့်ရင်ပြန်လာခဲ့ရတယ်သူ့ကိုထားသွားခဲ့တဲ့ချစ်သူကိုအပြစ်မမြင်တဲ့အပြင်သူ့အစဉ်ပြေရင်ကျေနပ်ပါတယ် အဆင်ပြေပါစေလို့ပဲဆုတောင်းပေးခဲ့တယ်1932ခုနှစ်မှာမပောင်းပြစ်ခဲ့တဲ့ချစ်သူကိုရည်စူးပြီးကြပြာတပုတ်ရေးဆက်ခဲ့တယ်ကြပြာရဲ့နာမည်ကနှင်းစီပွင်းနဲ့လေရောကပြန်ပန်းချင်းနဲ့ခေဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်းနှင်းစီပွင့်နေနဲ့ ဂုံတင့်နေလေအခုပြောနေတဲ့မောင်ဝန်းဆိုတာမြမစာနိပြတခြားလူမဟုတ်ပါဘူးမြမစာပေသမိုင်းမှာထင်ရှားခဲ့တဲ့ဆရာမင်းသူဝင်ဖြစ်ပါတယ်မြမနိုင်ငံရဲ့နဝမမြောက်တမရကြီးဦးထင်ကျော်ရဲ့ဖခင်ရဲ့ဖြစ်ပါတယ်နှင်းစီပွင့်ကြပြားကိုခန်းစားရင်းတာယာကျော်ရှင်တဲ့အချစ်ခရီးလမ်းကိုရှောင်းလန်းနိုင်ရှောင်းလန်းနိုင်ပါစေလို့ ဆူတောင်းလိုက်ပါတယ်။ဇီယာကျော်ဆူအောင်ဒီဇက်လန်လေးကိုအဆဆုံးနာရှင်ပြည့်ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နောက်များမှလည်းစိတ်ဝင်စားစရာကောင်းတဲ့ပညာပေးစာပေတွေစိတ်ဝင်စားစရာကောင်းတဲ့သုတရတတွေစောင်းလားတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျော်တို့ခွန်အား channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။